နောက်ဆုံး၄ဘွဲမှာ9ဂိုးတိပါဝင်ပြီးထိတ်တန်းဂိုးသွင်းစတလုံးဖြစ်လာတဲ့ Wildland United တို့လိုတက်ငါကြီးပြီလား Wildland ခုလိုမျိုးတောက်ဆောက်ခြေသွမ်းပြနေပြီးတော့ဂိုးတွေသွင်းနေတော့ United တို့လိုတက်ငါကြီးပြီလားလို့တွေးမိပါတယ် Rashford တို့ Anthony တို့လိုလောက်ခါလာတာလည်းများတက်ရွယ်ကလည်းဒိုင်းနာတစ်ခုရောက်နေစားမမျိုးတွေကိုလက်လွတ်လိုက်တာကိစ္စမရှိပါဘူးစံချိုတို့ကာနချိုတို့လိုမျိုးအသင်းကိုကျေးဇူးကမ်းပြီးတော့ပြိုင်မက်စီပြောင်းချင်တဲ့ဈာမားတွေကိုဆုံးလွှတ်လိုက်တာလည်းတိတ်ပြီးတော့ပြောစရာမရှိပါဘူး ။ဒါပေမဲ့ Wiseland လို့အသင်းအတွက်လည်းပေးစားကစားခြင်းနဲ့ပြင်အသက်ရွယ်ကလည်းငယ်သေးတဲ့ကစားမကိုခုနမေလောက်တာတော့နည်းနည်းတော့ဆိုးပါလိမ့်။လူချောလို့ဈေးရုံမှာအမြဲတက်တဲ့ကစားမမျိုးတော်လာတာထိုင်ပြီးထားနိုင်ရသားနဲ့ Wiseland ဘာသာများအသင်းမှာဆက်မထိန်ထားခဲ့တာလည်းမသိပါဘူး။ Sasco နဲ့ Wiseland နှစ်ယောက်သာဆိုရင်အပြိုင်ဆိုင်ကျူးစားမှာဖြစ်တဲ့အတွက်အသင်းအတွက်တော့ပို့ပြီးတော့ကောင်းအောင်ပါပါ။ကူရောဝိုင်စလန်က United ဝေးရရမှာတောက်ပါတဲ့ခြေသွမ်းတွေကိုပြသလို့နေပါပြီ။ဒါကသူ့အနေနဲ့ United တို့မှားရင်းခဲ့တယ်ဆိုတော့အချိန်ချင်းတက်တည်ထူပြနေသလိုလည်းဖြစ်ပါတယ်။ United မှာတော့ကဖိအားတွေများပြီးတော့ အစီအမပြေခဲ့တဲ့ wise stand တောက်ဖျားဝေးရာရက်မှာပျော်ရွှင်တဲ့ခြေသွမ်းပြကစားနိုင်နေတာပဲဖြစ်ပါရင်ဒီတက်ပို့ပြီးတော့ဖြစ်တော့မလာတော့ဘူးလို့ United ပရိသတ်တွေတတ်မှတ်ခဲ့တဲ့ကစားသမားလေးကအခုတော့ကိုယ်ပုံမှန်သွင်းနိုင်တဲ့ကိုယ်သွင်းစက်လေးတလုံးဖြစ်လို့နေပါပြီအသက်ကလည်း22နှစ်ရွယ်သားရှိသလားမလို့ဒီတိုင်းသာရှေ့ဆက်သွားရင်ထိတ်တန်းစစ်တိုင်းစမှုတူးဖြစ်လာမှမလွဲပါပဲ wise stand ကနောက်ဆုံးစားခဲ့တဲ့၄ဘွဲမှာကိုးပိုင်းပသက်မှု9ချိန်ကြီးပြီးလို့ထားနိုင်ပါတယ်ကိုတိုင်း6ကိုတီသွင်းထားနိုင်တာဖြစ်ပြီးတော့အသင်းပေါ်ကိုလက်ချိန်ဖန်ပြီးထားနိုင်တာပါထူးခြားတာသူသွင်းခဲ့တဲ့ဂိုးတွေကတိုင်းစမှုတူးရဲ့ကောင်းမလွန်းတဲ့နေရာယူပုံတွေကို ပြသနေတာဖြစ်လို့အဖိုးတန်လုံးနဲ့ဂိုးတွေဖြစ်နေရပါပဲ။မနေ့ညကစားခဲ့တဲ့ကမ္ဘာလားခြေစပွဲမှာဒိမတ်တရဂရိစ်အသင်းကို3ဂိုးတကိုးနဲ့အနိုင်ရရှိခဲ့ပါရယ်။ဝိုက်စတန်ကဒိမတ်ရဲ့ရေးပါတဲ့အဖွင့်ကိုသွင်းပေးခဲ့တာပါ။ဝိုက်စတန်ခြေသွမ်းပြနေနိုင်လို့သူ့ရဲ့သွင်းဂိုးတွေနဲ့နာပိုလီစီးရီးမှတ်ပေးစရာထိတ်ဆုံးဦးဆောင်နေနိုင်အောင်လဲဂူညီပေးထားနိုင်ပြီးတော့ဒိမတ်ကိုလည်းကမ္ဘာလားခြေစပွဲအောင်ဖို့လာလာကောင်းနေစေတာဖြစ်ပါရယ်။ဝိုင်းစလန်နဲ့ပတ်သက်ပြီးတော့ကိုနီပြောခဲ့တဲ့စကားကလည်းအမှတ်ရဖို့ကောင်းပါလေ။ကိုနီကဝိုင်းစလန်ကိုကျွန်တော်ကောင်းကောင်းသိပါတယ်။သူကအတ္တလန်မှာကစားခဲ့ပါတယ်။နောက်တော့မန်ချက်စတာယူနိုက်တက်လိုသင်းမှာကစားနိုင်ခဲ့တယ်။ သူကကြီးမားတဲ့လာလာကောင်းတွေကိုပိုင်ဆိုင်ထားတဲ့ပါရမီရှင်ဇာမာတူဖြစ်ပါတယ်။သူတက်ကလည်း22နှစ်ပဲရှိသေးတာပါ။သူမှကြီးမားတဲ့အနာဂတ်ကြီးရှိပါတယ်။ကျွန်တော်သူနဲ့စကားပြောတော့သူအသေးမှအတွေ့အကြုံတွေရနေအောင်ပြောနေပါတယ်။သူကနာပိုလီနဲ့ကျွန်တော်တို့ကစားပေးဖို့အစီအစဉ်မယ်လို့ပြောခဲ့တာပါ။အခုတော့သူ့ကိုပို့ပြီးတော့တိုးတက်လာအောင်ထိတ်တန့်တိုက်စီမှုဖြစ်လာအောင်လို့လှုပ်ပေးဖို့ကကျွန်တော်တောင်းဖြစ်သွားပါပြီလို့ပြောသွားခဲ့တာပဲဖြစ်ပါတယ်။သူကိုယုံကြည်ပေးတဲ့နီးပြလက်ထက်မှာ white stand နေတဲ့အများကြီးပုံမကောင်းပုံတိုးတက်လာမှဂျိန်းနေပါတယ်။ united တို့လွတ်တဲ့ငါကြီးပြီလားဆိုတော့ white stand အတွင်းကိုနေတဲ့ထက်ကာထက်ကာ တက်တည်ပြရတော့မှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတလောက်ပါပဲခင်ဗျာ။နောက်ဗီဒီယိုမှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီချီရောက်ဖို့လေးဖိတ်ခေါ်ပါရစေ။ကျွန်တော်ရဲ့ page လေးကို like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာ။စုံလေးကြည့်ပေးတော့လေးအားလုံးကိုကျေးဇူးတင်ပါတယ်။